လူပြောရမှာပေါ့အဲ့လိုမျိုးတော့ဒီအာလောင်းကနေပြီးတော့လက်မတဲ့ထိုးပြီးနှာခေါင်းကလေးလမ်းလာအောင်နှာခေါင်းကလေးကျွမ်းလာအောင်ပေါ့လေအဲ့ဒါလုံတယ်ဗျာတို့တို့ကမာရီတော့လုံလုံလေးလားမလုံမလုံလေးလားမသိဘူးဒါကြီးလုံကြတယ်ဗျာကလားတွေကိုတော်တော်လုံတဲ့ပုံရှိတယ်နောက်ခေါင်းကလေးကပြားပြားလေးတစောင်းတရွက်လေးဖြစ်နေတဲ့ပြင်အဲ့ဒီပြားတဲ့ခေါင်းကလေးကိုပြန်ဖောင်းလာအောင်ကိုတစ်ဖက်နဲ့ညီးအောင်ကိုတစ်ဖက်ကိုတခါနဲ့နာနာထိတ်အောင်တဲ့ဆိုင်ကလေးတွေလုံပေးခုပေးပေါ့ဗျာအဲ့ဒီလိုမျိုးလိုလုံတယ်ဗျာဒါ တကယ်လို့မျက်စိကလေးကပေးမေးကလေးဆိုရင်အောင်နာနေပြီးတော့တခါမျက်စိညူကလေးနဲ့ကွန်းပြီးတော့ပေါ့လေတခါမျက်စိကလေးကျဲလာလို့ဖြစ်အောင်ပေါ့မျက်တောင်ကြီးကလည်းတမျိုးကြီးဆိုလို့မျက်တောင်ကလေးလည်းကော့နေအောင်ကလေးလှုပ်ပေးပေါ့ရအမျိုးမျိုးကိုကလေးလေးကိုကလေးလေးကလေးကသွားရရမကြီးမညာဖြစ်ပြီးတော့တခါတည်းရှိခေါ်နေတဲ့ဒီရှားလေးနဲ့ဆွဲဆွဲပြီးတော့အတွင်းနဲ့ကြီးရောက်အောင်ပြန်လှုပ်ပေါ့ရလှုပ်ရတယ်ဗျာလှုပ်လို့ရတယ်လှုပ်ရတော့တခါတည်းအဲ့လိုမျိုးလို့အလှကိုကလေးလေးတွေကပြင်းလာတော့ဒီကလေးလေးကလည်းအရွယ်ရောက်ပြီလို့ဆိုရင်တော့ လှလာတော့တာပေါ့လှလာပြီးကြီးလို့ကိုမဝနိုင်အောင်ဖြစ်လာတဲ့အနေထားတော့ရအောင်ပြင်းစင်ပြီးရှင်မင်းသွားသေးရှင်မင်းကြီးဒါကျွန်တော်မျိုးရဲ့တပည့်ပါပေါ့ရှင်မင်းကြီးအလိုရှိမယ်ဆိုရင်တော့ယူတော်မူပါပေါ့သူကအပြိုရင်တက်နေတဲ့အပြိုပါကလေးတစ်ယောက်လှလှပါပါဆိုရှင်မင်းကလည်းဘယ်ညင်းနေမှာတော့ယူလိုက်မှာပေါ့ဒါယူလိုက်ပြီဆိုရင်သူကရှင်မင်းရောက်ခမှာဖြစ်ပြီလေဒါဒီမိဘရှင်မင်းရောက်ခမှာဖြစ်ပြီဆိုတော့သူလုံးတဲ့လေကလေးအတွက်ကဲအကုန်မတော့မကောက်တော့ဘူးဒါနာမိဗျာရဲ့ မိဘဖြစ်တယ်ကဲမင်းတို့ဟာမင်းတို့လုံတော်ဆိုတာဖွင့်ပေးဘယ်လိုမျိုးရှင်မင်းလဲဖားနေကြတာဗျာဖြေခါလူရအဲ့တော့သူလူတာကတော့အဖြစ်ဆုံးသားနဲ့တပီးတော်ဒလိုကြီးပေးပြီးတော့ဖားနေရတယ်ဆိုတော့ကျန်တဲ့အပိုင်းတွေတော့ဘာမှပြောမနေနဲ့တော့လူဘဝဘာမှရှိတော့ဘူးလို့ပြောရမှာပေါ့အဲ့လိုမျိုးဒီလူတွေကနေပြီးကိုယ်ရိုက်တဲ့လူကိုပဲကိုကနေပြီးတော့အပြင်းဖက်ပြီးမိုးနေရတယ်လို့ကြီးပဲဗျာ ရှင်မင်းစရာကုဒုက္ခပေးတဲ့သူကုဒုက္ခပေးတဲ့သူကိုပဲကွာနေပြီးတော့အတင်းဖက်ပြီးဖားနေရတဲ့အနေထားဆိုတော့လူတွေမှာမဟာရဇက်ခဆိုတဲ့ကိလေသာမျိုးတွေကတော့ဘလောက်များမယ်ဆိုတာခင်ဗျားတို့ကြည့်ကြတော့လို့ပြောရမလားအဲဒီလိုမျိုးဖြစ်တဲ့အတွက်အင်းငါတရားနင်းဖြင့်သွားပြောလဲဒါကြီးကဘာလို့မတော့ဘာခမင်းတလုံးစားရတာလဲမဟုတ်ဖဲနဲ့လို့ဆိုတာမျိုးပြောလွတ်လိုက်ခံရစရာရှိတယ်လို့ဗုဒ္ဓကမြင်တာပေါ့ သူကပြောမှာမင်းတို့ကံတရားတွေကျင့်ညာကံတရားတွေကျင့်ညာနဲ့ပြောမှာပေါ့ကံတရားတွေကျင့်ကျင့်ညာလို့ပြောကံတရားမင်းကံတရားဖုံးစားရတာလည်းမဟုတ်ပြုတ်စားရတာလည်းမဟုတ်ဘာလုံးမှာတော့လေတစ်ခွက်ရမှာလားတနည်းသာတခါနဲ့အခွန်ပဓာမကောက်ခဲနဲ့နေမှာလားလို့ဆိုတော့ဒါလိုလည်းမဟုတ်ဘူးသူတို့ကလည်းမမြင်ဘူးကိုအဲဒါလိုမမြင်တော့လည်းပဲဒီတရားကိုလူတွေပြောလို့ဖြစ်လူတွေကတဲကြီးဘူးလုံးနာမထုံဖြစ်နေမှာပါပေါ့အဲဒီလိုနဲ့သူကလည်းပဲဒီတရားကိုလူတွေပြောလို့ရတယ်စိတ်ကုန်တယ်စိတ်မပါတော့ အဲ့လိုစိတ်ကုန်နေတဲ့အခါကျတော့မဟုတ်တော့ဘူးလို့လို့စိတ်ကြအဲ့ဒီအချိန်မှာအဲမဟုတ်လို့တော့ဖြစ်မှာမလို့ကွာဒီလူကြီးဟောမှုတည်းဒီတရားကရှားလာတာဒီကြောင်ကြီးရှာလို့တွေ့လာပြီဆိုတဲ့အခါမှမှာဒီတရားငါမဟုတ်တော့ဘူးဘယ်လိုလုပ်ဖြစ်မှာမလို့လို့သူ့ရဲ့နောက်တဲ့စိတ်သံပတိဆိုတဲ့သူ့ကိုယ်သူအစိုးရတဲ့စိတ်ကအဲ့လိုမျိုးသူ့ပြန်ပြီးသောဒနာပြီးဒါမင်းမဟုတ်လို့ဖြစ်မှာမလားဟောမှုတည်းရှာထားတဲ့ဟာ ဇာတိနာသိစိတ်နေတဲ့တောင်လဲလဲပြီးတောင်မှဒီတရားရတာမဟုတ်ဘူးအမှန်တရားကိုကြိုးစားပြီးကျင့်မှရတာအဲ့ဒါလို့ဆိုတော့ဒါတော့ကြာကောင်းကြီးကြီးကြာတာတဲ့တရားအခုကြမှာမပေးကျင်တော့ဘူးဆိုရင်ကိုက်ပါမလဲဆိုတော့သူ့သူ့ကိုသူအစိုးရတဲ့စိတ်ကပြန်ပြီးသောဒနာလာအဲ့ဒါကိုတဟံပတိမြမလို့ခေါ်တယ်ဆိုလိုတာကတော့ဖြူစင်တဲ့သူ့ကိုသူအစိုးရတဲ့စိတ်ကပေါ့အဲ့ဒါလို့သူ့မှာလည်းပဲစိတ်နဲ့စိတ်ကပွဲပြီးတခါလာတစ်စိတ်ကနေပြီးတော့အတင်းတခါတဲ့တရားဟောဖို့အတွက်တိုက်တော့ ။တသိက္ခာကျတော့လည်းတရားတော့ဟောလို့တော့မဖြစ်ပါဘူးလို့ဆိုတဲ့အမြင်နဲ့ကြားပေါ့ဗျာ။အဲဒီလိုနေနေတော့မှစိတ်တစ်ခွဖြစ်နေတဲ့အချိန်မှာစိတ်လွန်ဆွဲနေတဲ့အချိန်မှာကဲဟိုဘက်လည်းပါလို့မဖြစ်ဘူးဒီဘက်လည်းပါလို့မဖြစ်ဘူးဆိုပြီးတော့ तू အလဲရနေထိုင်မှပဲဆိုတော့ तू အလဲရနေပြီးထိုင်တဲ့လုပ်ငန်းကို तू ပေါ်တော့တာ။ဒါနဲ့ तू ဘာဖြစ်တော့ဆိုတော့အဲ့ဒီနာရေအိုင်တိုင်းကလည်းကြည့်ဆိုဒီမှာရဲ့အဲ့ဒီရေအိုင်မှာ तू မျက်နှာလည်းသွားတက်မှာပေါ့။တောက်ရေလည်းသွားခတ်မှာပေါ့။ရေလည်းသွားတောက်မှာပေါ့။အဲ့လိုမျိုးလုပ်တဲ့အချိန်မှာရေအိုင်ထဲမှာကြာပင်ကိုမြင်နေတယ်။ ကြာပင်ကလည်းပဲရေကလည်းကြီးနေတာဆိုတော့ရေအောက်ခြေကြီးကြာပင်အောက်ခြေကြီးမြင်ရတယ်ကြာပင်အောက်ခြေမှာအပူလေးကြာပင်ရဲ့အမြင့်နားကနေပြီးအပူလေးတက်နေတာကိုလည်းသူမြင်တယ်အဲဒီကြာပူလေးကတော့အခုမှရေအောက်ထဲမှာရှိသေးတယ်ပေါ့နောက်ရေလေလောက်မှရောက်နေတဲ့ကြာပူလေးလည်းမြင်တယ်အဲဒီကြာပူလေးကတော့တက်လာတာရေလေလောက်ရောက်လာပြီပေါ့နောက်တစ်ခါရေမျက်နှာပြင်နှံပေါ်လူးလူးအထိရောက်နေတဲ့ကြာပူလေးလည်းသူမြင်တယ်အဲဒီကြာပူလေးကတော့ပေါ်လူးလူးရောက်နေပြီပေါ့ နောက်တစ်ခါရေပေါ်မှာတက်ပြီးပွင့်နေတဲ့ကြာပွင့်လည်းမြင်တယ်အဲဒီကောင်ကတော့ရေနဲ့ကိုလွတ်ပြီးသလားပွင့်တောင်နေပြီပဲလို့အဲ့ဒါကိုသူကြည့်တဲ့အခါကျတော့ဩကြာတွေကလည်းအမျိုးမျိုးပဲအပွင့်တွေကပွင့်နေတဲ့ဟာပွင့်နေပြီဒီပေါ်မှာရောက်လူလူဖြစ်နေတဲ့အဖူကလည်းရောက်လူလူဖြစ်နေပြီအာတဝက်လောက်မှရှိသေးတဲ့ကြာဖူးကလည်းတဝက်လောက်မှရောက်နေပြီ ။နောက်အောင်သားလေးကမြေကြီးနာကတ်နေပြီးတဲ့ကြာဘူးကလည်းမြေကြီးနာကတ်နေပြီးတော့အော်လူတွေလည်းဒီလိုအမျိုးမျိုးရှိမှာပါပေါ့လေတချို့ကလည်းညံကခတ်နှုံနှုံတချို့ကလည်းညံကခတ်ထက်ထက်တချို့ကြောင့်လည်းညံကအတော်ကြီးထက်အဲ့တော့ငါမဟောဘူးလို့ဆိုတဲ့ဟာလည်းမဟောပဲနေလို့တော့မဖြစ်ဘူး။ငါဟောမယ်ဆိုတဲ့ဟာတည်းလည်းလူတိုင်းလည်းဟောလို့တော့မဖြစ်ဘူး။အဲ့တော့သိတဲ့သိတိုက်တဲ့အနေထားရှိတဲ့သိနိုင်တဲ့အနေထားရှိတဲ့ပုဂ္ဂိုလ်ငါဟောရမှာပေါ့ဆိုပြီးတော့သူအဲ့ဒါနဲ့ပဲငါတရားဟောမယ်ဆိုပြီးတော့ ဘသူဟောရမတုံးလို့သူစဉ်းစားတဲ့အခါကျတော့သူတရားတင်နေဘူးတဲ့အာလာရတို့ကုတ္တကတို့ကိုဟောမယ်လို့သူသိကူးတယ်။အာလာရတို့ကလွန်သွားပြီ။လွန်သွားပြီလို့ဆိုတာကအာယူပရောက်နေပြီ။အာယူပရောက်နေပြီဆိုတော့ဟိုးမိုးဘဝအာယူပဘုံကြီးရောက်နေတာကိုပြောတာမဟုတ်ဘူးနော်။သူလိုတာကတော့သူတို့ကအာယူပဘဝထဲမှာသူတို့ကရောက်နေပြီဆိုတော့သူတို့နားမရှိတော့ဘူး။နေရွက်ကြီးမရှိတာမဟုတ်ဘူး။ထောင်တတ်တဲ့နားမရှိတော့တာကိုပြောတာ။ နာမရှိတော့ဘူးဆိုတော့အိပရောက်မှတော့နာယူပါပဲဗျ။အိပရောက်မှတော့နာမရှိတော့ဘူး။နာမရှိတော့ဘူးဆိုငါပြောလဲသူကနားထောင်မှာမဟုတ်ဘူး။ငါပြောလဲသူကကြားမှာမဟုတ်ဘူး။မကြားတော့တဲ့သူတွေနားမထောင်တဲ့သူတွေတော့ပြောလဲငါတရားအပိုးနေမှာပဲဆိုတော့ဒီလူတွေကလွန်သွားပြီလို့ဗျာကြီးတော်မူတယ်။ကောင်းပြီဒီလိုဆိုငါဘသူဟောမလို့နာနကောအလုံကျွေးလုံနေပြီနာကိုမကျင်တတ်လို့သာသာပြသွားကြတယ်ပြင်စွဲတို့နောက်လိုက်ဟောမှာပဲဆိုပြီးတော့သူကပြင်စွဲကြီးငါးဦးနောက်ကိုလိုက်မယ်ဆိုပြီးတော့သူသွားတော့လား အဲ့လိုသွားတဲ့အခါကျတော့ပြင်သွဲကြီး၅ခုနောက်ကိုသူလိုက်တဲ့အခါမှာတော့လမ်းမှာဒါဥပကဆိုတဲ့လူလူမသာဝဥပကလို့ဆိုတဲ့လူတိုင်းသိနေကြတဲ့ဥပကပေါ့ဒီဥပကကိုတွေ့ဥပကကလည်းသူကလည်းသူတော်ရှင်ပဲဗျပရပိုက်ပဲသူကလည်းသူတော်ရှင်ဆိုတော့မေးတာပေါ့ငါကျေတစ်ဖျားကဘသူတော်ဘသူကိုယီမန်းပြီးတင်းကရဟန်းလောက်တာတုံးလို့ဘုရားကိုမေးတယ်ဘုရားကိုမေးတဲ့အခါကျဘုရားကသူ့ဖျားမှညွှန်းပြမှမရှိတာဆိုတော့ ငါဒီနာငါကူငါအောင်မြင်တဲ့သူငါအားလုံးကိုအောင်မြင်တဲ့သူလို့ဒီလိုမျိုးပြောလိုက်တယ်လို့သိရတယ်။အဲဒီခါကျဥပကမယုံဘူး။ဒီလောက်ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ဒီလိုကြီးပြောရသလားဆိုပြီးတော့သူကနေပြီးတော့ရေသွမ်းတွေးတဲ့သဘောပြိုးနဲ့ပေါ့လေပြန်ပြီးပြောသွားတယ်။ဟူပေးရအောင်တော့ဟူပေးရအောင်တော့ဆိုပြီးတော့ဘာမှလို့သိတော့အဲဟုတ်ပါပါပဲငါချီဟာဟုတ်ပါပါပဲပေါ့လေမယုံတော့ယုံတော့နဲ့သူကနေပြီးတော့တခါလေးလှုပ်သွားလိုက်တာ။ အဲလိုနဲ့ပဲဥပကကိုကြော်လွားပြီးတော့လာခဲ့တာနောက်ဆုံးမိတ်တော့မိဂရာကိုတော့ဘုရားရောက်ပြောခုနသူလာခဲ့တာဥရဝေလာတော့ကနော်ဥရဝေလာတော့ကနေပြီးမိဂရာကိုတော့ရောက်တဲ့အခါကျခုနပြစ်သားကြီးငါးဦးတော့လည်းသိတတ်တာစီတန်းဒီသိတတ်တာကတော့တဲကိုမဟာနော့ဘူးဘာတရားမှမကျင်တော့သူဘုန်းကြီးအောင်မဲလုပ်နေတယ်လို့သူဖြစ်တယ်ဒီသူတရားမရတော့တာသူဆိုတော့သူ့တော့ကနေပြည့်စုံလုံကျွေးနေပါလို့မှတော့ဘော ဲ့တော့သူ့တွေ့ရင်တို့အလေးအမြတ်မပြုကြစရန်နေရာတိုင်းကျမပေးကြစရန်နှုတ်မချက်ဆက်ကြစရန်ပေါ့ဗျာသူတို့ကတော့ဂရိကဝတ်တွေလှုပ်ထားတယ်ဂရိကဝတ်တွေလှုပ်ထားတော့တကယ်တော့ဟောသိတ္တသာဗုဒ္ဓအဲ့ဒီရောက်သွားပြီရောက်သွားတဲ့အခါကျတော့သူတို့ကဂရိကဝတ်ကပြုထားလို့လို့နှုတ်မချက်ကြစရန်ဆိုပြီးတော့ခီးဦးမကြိုကြစရန်ဆိုပြီးတော့လှုပ်ထားတာဆိုတော့ခီးဦးမကြိုရခက်ကြိုရရင်လည်းခက်ပေါ့ဗျာဒါနဲ့တယောက်ကိုတယောက်ကြည့်ရတာပေါ့ကိုဂရိကိုကဖြတ်ချင်နေကြပြီ တယောက်ကိုတယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးမျက်စိနဲ့စကားပြောနေကြပြီတို့ကြူကြအောင်လားဆိုတာမျိုးပေါ်လေးဒါအဲအဲ့လိုမျိုးလို့မျက်စိနဲ့စကားပြောတဲ့အခါကျောင်းဟိုသူကလည်းအေးသူကငါလည်းကြူလာကြိုက်ပါတယ်ဆိုတဲ့မျက်စိမျိုးပေါ်လေးအနောက်တယောက်ကလည်းငါလည်းကြိုတာကိုကြိုက်ပါတယ်ပေါ့ကဲသူတို့စေဒုက္ခရီတို့သဘောတူအညီညာပဲနောက်ပြတ်လိုက်ကြဆိုဆိုတဲ့သဘောမျိုးနဲ့ပေါ့ဒါပါဇက်နဲ့ပြောနေကြတာတော့မဟုတ်ဘူးမျက်စိနဲ့ပြောနေကြအဲပြောနေကြပြီတခါတည်းဗုဒ္ဓရောက်လာတဲ့အခါကျကြည်သိပေးတယ်လူကပေးချီတော့သုတ်တာဟုပေးတယ်လူကပေး နေရာထိုင်ခြင်းပေးတဲ့လူကပေးရင်သေးကလေးပါကလေးခံဆက်ကတဲ့သူကကပ်ပေါ်ရအဲဒီလိုနဲ့သူတို့ပြုစုယူရလုံးကြလုံးလုံးကိုညနေပိုင်းရောက်လာတဲ့အခါကျတော့ကျွတ်ဗုဒ္ဓကဘာလုပ်တယ်လဲလို့ဆိုတော့တရားဟောတော့ကအဲဒီဟောတဲ့တရားကဘာတရားဟောတယ်လို့ဆိုတော့ဓမ္မစက်ကဘောဓနာသုတ်တန်ဆိုတော့ဓမ္မစက်ကတရားဟောတာအော်ဒီမြန်မာကငါ့ဘုရားဒီသုတ်တန်လေးတစ်ခုနဲ့ပဲသူတို့တွေတရားရသွားကြတော့တာဗျအဲဒီတော့ကဘုရားဘာတရားမှမဟောဘူးသေးဘူး ဒါကြောင့်မလို့ဘာဘီတကားမှလည်းမရှိဘူးဘာတရားမှလည်းဒီတရားအပြင်နောက်ထပ်မရှိဘူးဒီတရားကလေးတစ်ပုဒ်သေးပဲရှိသေးတယ်ဒီတရားကလေးတစ်ပုဒ်သေးကိုတက်ခါတလေလေဟောလိုက်တာ၅ရက်ကြာတယ်၅ရက်လုံးကြာတဲ့အခါကျ၅ပါးလုံးကျွတ်သွားတယ်ဗျာသူတို့ကတော့နော်တရားတွေအများကြီးရမှကျွတ်တယ်လို့မဟုတ်ဘူးလို့ပြောရမယ်တရားတစ်ခွက်နဲ့ပဲကျွတ်ကြတာများတယ်ကျွတ်လို့ဖျားလက်ထက်ကအခုပြည်သားကြီး၅ဦးလို့ဆိုရင်ဟောဒီတရားလေးတစ်ပုဒ်သေးဟောဘူးသေးတာဒီတရားတစ်ပုဒ်သေးပဲဒီသာသနာတော်မှာရှိတယ်ဒါကလေးဘုပဲတက်ခါတက်ခါဟောတာ ဟော၅ရက်ကြာတော့ငါးပါလုံးကျွတ်သွားတယ်။အဲလိုကျွတ်သွားတဲ့အခါကျသူတို့ကနေပြီးတော့တခါတော့ဘာပြောလဲဆိုတော့ဘုရားဟောတဲ့တရားကိုသူတို့နားလည်ပြီလို့ဆိုတဲ့အကြောင်းကိုအစဆုံးနားလည်တဲ့ပုဂ္ဂိုလ်ကဘာပြောလဲဆိုတော့ယံကိစီသမုဒိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံဖရာပေါ့အရှင်ဘုရားအရှင်ဘုရားဟောတဲ့တရားတွေကတဲ့သမုဒိယအာလုံချုပ်သွားတယ်လို့ဟောတာမဟုတ်လားဘုရားသမုဒိယအာလုံချုပ်တာကိုနိဗ္ဗာန်လို့ပြောတယ်